အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်အကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျကံကောမျိုးခလာရ80တက်ရင်တွင် ဒုတကျက်ဇူလိုင်ထုံးကမိမိကိုယ်ကိုတနက်ဖြန်ပြစ်ခတ်ပြီးအဆုံးစီရင်ကြောင်းတီးရပါတယ်။မကွေတိုင်းကံကောင်းမြို့အခြေဆိုင်ခလာရ90တရင်တွင်ဒုတကျက်တူမိမိကိုယ်ကိုတနက်ဖြန်ပြစ်ခတ်ပြီးအဆုံးစီရင်တည်ဆုံသွားကြောင်းပြောကြားပါတယ်။မေလ21ရက်နေ့ညပိုင်းကံကောင်းမြို့အခြေဆိုင်ခလာရ20တရင်မှာဒုတကျက်ဇူလိုင်ထုံးသည်မွေးရဆေးဝါးအလွန်ကျွံတုံဆွဲပြီးစိတ်ဖောက်ပြန်ကမိမိကိုယ်ကိုတနက်ဖြန်ပြစ်ခတ်၍အဆုံးစီရင်သွားခြင်းဖြစ်ကြောင်းသိရပါဗျ။ဒုတကျက်ဇူလိုင်ထုံးသည် 2021ခုနှစ်ကဂံကောမြို့ပေါ်တွင်ပြူစောရီကောင်းဆောင် B2 ဖိုးစော်နဲ့ជីခိုးရောင်းသူဗိုလ်ကြီးမျိုးဝင်းသူဒုတရင်မှုရဲရံပိုင်တို့နဲ့ပူးပေါင်းကာဂံကောမြို့ပေါ်ရှိလောင်းကစားတိုင်များထာမှစက်ကြီးကောက်ခံခြင်းလောင်းကစားပြုလုပ်မှုကြောင့်ရှုံးနိမ်သောပြည်သူများအားနေအိမ်ပေါ်မှအတင်းအဓမ္မဖယ်ရှားခြင်းဂံကောမြို့ပေါ်နေပြည်သူများအားချင်းချောက်အနိုင်ကျင့်မှုများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်ဇူလိုင်ထုံးကပင်လယ်ဘူးမှကြာသွားတဲ့ 2IC ဗိုလ်မှုရဲရံပိုင်ရဲ့ကားကိုလိုက်မောင်းပေးရတဲ့သူ သူတို့ချင်းအဆင်ပြေခြင်းကဆိုမြို့ပေါ်မှာလောင်းကစားတွေမွေးဆေးတွေကိုသူတို့ပဲဥဆောင်လုပ်တာနောက်မှအပြောင်းလဲတွေဖြစ်ပြီးဘူကြီးမျိုးဝင်းသူတို့မရှိတော့မှသူတို့လောင်းကစားလုပ်တာတွေငြိမ်သွားတာသူမိမနဲ့ကကွဲနေတာသူကိုယ်တိုင်ကဆေးဆွဲနေတာရောအရင်လိုအာနာပြမရတာတွေကြောင့်ရောဖြစ်မယ်မေလ22ရက်နေ့ကအသက်သေသွားတာတည်ပြီးတော့ညာရင်းချင်းကံကောမျိုးပေါ်မှာရှိတဲ့ရေပုတ်တုတ်တံမှာတကြိုလိုက်တယ် လက်ရှိပြူဟာမူကတော့တိုက်ပွဲမှာကြာတာမဟုတ်လို့သူ့အတွက်ဘာပင်စင်ခံစားခွင့်မှမပေးနိုင်ဘူးလို့ပြောတမ်းကြားတယ်ဟုရော့အလင်းနာမှပြောပါတယ်မိမိကိုယ်ကိုတတ်သိ၍တေဆုံးသူဒုတက်ကျဂျူလိုင်ထွန်း၏ဆီယာများဖြစ်ခဲ့သူခလာရ90မှဒုတရင်မှုရဲရန်ပိုင်းသည်ပင်လယ်ဘူးမြုပ်သိမ်းတိုက်ပွဲတွင်တေဆုံးသွားခဲ့ပြီးအခြားဆီယာတူဖြစ်သောဘူကြီးမျိုးဝင်းသူမှလည်းကြီးစံရောင်းစားမှုဖြင့်ဖမ်းဆီးခံရကယခုအခါကျော်ကပ္ပဆ23တို့ရောက်ရှိနေကြောင်းသိရပါတယ် ကြောက်ကြီးမြုံနယ်ကျွန်းကြီးကျေးရွာရှိမင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချမှုကြောင့်ပြည်သူ၄ဦးသေဆုံးပြီး၁၀ဦးကျော်တန်ရာရရှိကြောင်းသိရပါတယ်။ဘူတိုင်းကြောက်ကြီးမြုံနယ်ကျွန်းကြီးကျေးရွာရှိမင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲချခဲ့ရာပြည်သူ၄ဦးသေဆုံးပြီး၁၀ဦးကျော်တန်ရာရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းတိုင်းစစ်ဒေသမှအတောင်ရှိသူတဦးကပြောပါတယ်။မေလ25ရက်နေ့နနက်8:55မိနစ်အချိန်ဘကိုးတိုင်းတောက်ကြီးမြုံနယ်ကျွန်းကျေးရွာရှိမင်္ဂလာဆောင်အိမ်ပေါ်သို့စစ်ကောင်စီတပ်က လင်းဖြင့်ဘုံကျဲချခဲ့ကြောင်းထို့သောဘုံကျဲမှုကြောင်းကလေးငယ်တဦးအမျိုးသား၂ဦးနဲ့အမျိုးသမီး၂ဦးစုစုပေါင်း၄ဦးတည်ဆုံးခဲ့ပြီးဒဏ်ရာရရှိသူ၁၀ဦးကျော်ရှိကြောင်းသိရှိရပါတယ်။မြို့နယ်အပိုင်းကရွှေကျင်မြို့နယ်ထဲမှာမဟုတ်ဘူးကြောက်ကြီးမြို့နယ်ထဲမှာပါဒီမနက်8:55မိနစ်အချိန်ကျွန်းကြီးကျေးရွာထဲမှာရှိနေတဲ့မင်္ဂလာဆောင်နေအိမ်ကိုလေကြောင်းတိုက်ခိုက်မှုလုပ်တာပါပြည်သူ၄ဦးသေဆုံးပါတယ်ဒဏ်ရာရသူ၁၀ဦးကျော်ရှိပါတယ်ဟုတောင်ပိုင်းတိုင်းစစ်ဒေသတရင်ချင်းမြေကရှင်းလင်းပြောဆိုပါတယ် ကြောက်ကြီးမြုပ်နယ်အတွင်းတွင်စစ်တပ်နှင့်တော်လှန်ရေးတပ်များကြားစေးတင်းမာမှုများဖြစ်ပွားနေပြီးစစ်ကောင်စီကနယ်မြေဆုံးမှုမှုမှာတော်လှန်ရေးတပ်များကအထူးချိုးမိုးနေကြောင်းစစ်တပ်ကယင်းနေနာပိုင်းလေကြောင်းတိုက်ခတ်မှုအတွင်းတင်းဆုံသွားသူများမှာပြည်သားပြည်သူများဖြစ်ကြောင်းသိရပါတယ်။ထိုင်းမြန်မာနယ်ဇာရှိစစ်ကောင်စီတပ်စခန်းများကို KNU ကယင်းနေနာပိုင်းတွင်ထပ်မံထိုးစစ်ဆင်က Black Dog စစ်စခန်းသိမ်းပိုက်ပြီးနောက်နှစ်ရက်အကြာစစ်တပ်စခန်းများအားလုံးကိုထောက်ရှောက်မရမနာထိုးစစ်ဆင်နေကြောင်းသိရပါတယ်။ ကရင်ပြည်နယ်မြဝတီမြို့နယ်ခင်ယူတက်မှာ6နေမြေတွင်ထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်စခန်းများကိုခင်ယူကရင်းနှီးနှံနှံပိုင်းတွင်ထပ်မံထိုးစစ်ဆင်နေပြီးတိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်တာများကြားနေရကြောင်းထိုင်းမြန်မာနယ်ဆက်စစ်ရေးတရင်ချင်းမြစ်ကပြောဆိုပါရယ်မေလ25ရက်နေ့နာနက်6နိုင်မှစတင်ပြီး KNLA ဦးဆောင်သောတော်လိုင်းမဟာမိတ်ပူပေါင်းတပ်များကဒရုန်းများဖြင့်စစ်ကောင်စီတပ်စခန်းများကိုစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးစစ်တပ်ကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်နေကြောင်းသိရပါရယ် မနက်6နာရီမှာပြစ်ခတ်မှုတွေစဖြစ်နေပြီဂင်ယူကလည်း drone တွေနဲ့ခြာနေတယ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတယ်တေဖို့ဖို့စစ်တပ်စခန်းကိုတတ်ယူလို့ယူဆရတယ်ဘာလို့လဲဆိုတော့တနေ့ကစခန်းသိမ်းထားတဲ့ blood dune နဲ့မလှမ်းမကမ်းလောက်မှာပြစ်ခတ်တံတွေကြားရတော့တေဖို့ဖို့စခန်းကိုတိုက်တယ်လို့ထင်ပါတယ်အတိအကျတော့အသေးစိတ်စုံစမ်းနေတော့မယ်ဟုထမ်းမြန်မာနယ်ဆက်စစ်ရေးတရင်ချင်းတွေကပြောပါတယ်မေလ23ရက်နေ့ညနေ9:00အချိန်စစ်ကောင်စီတပ်ဤ blood dune တပ်စခန်းကို ကယူတက်မှ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDU နဲ့ပြည်သူ့ကာကွယ်ရေးတပ်တော် PDF တို့မှပြန်လည်တက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မေလ25ရက်နေ့တွင်စစ်ကောင်စီတပ်၏စခန်းများကို KNLA ပူးပေါင်းတပ်များကထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း KNA ကထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်စခန်းများကိုမရက်မနာတောက်လျှောက်ထိုးစစ်ဆင်လက်ရှိကြောင်းသိရပါဗါဒလက်ရှိတွင်အချက်လက်များအရတေဘောဘိုးရွာရှိတေဘောဘိုးစစ်တပ်စခန်းကို KNL မဟာမိတ်တပ်များကစတင်တိုက်ခိုက်လျက်ရှိသည်ဟုယူဆရပြီးစစ်ကောင်စီတပ်၏ဝေါ်လီစစ်ဗျူဟာကနယ်လေးစခန်းထီကပလက်စခန်းဥကယစ်ထစခန်းတို့ကိုလည်း KNL မဟာမိတ်တပ်များကဝိုင်းဝန်းပိတ်ဆို့ဖျက်တောက်ထားကြောင်းထိုင်းမြန်မာနယ်ဆက်စည်သတင်းမြေ၏အဆိုအရသိရှိရပါသည်။တွင်တိုင်းမြုံနယ်တွင်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့်စစ်ကောင်စီတပ်သား9ဦးသေဆုံးကြောင်းသိရပါသည်။တွင်တိုင်းတိုင်းတွင်တိုင်းမြုံနယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းမြိတ်ခရိုင်တရင်နှစ်မှာတာဝန်ရှိသူတူကပြောပါရယ်မေလ23ရက်နေ့နာနဲ့4:30မိနစ်ခန့်တွင်လက်တောင်ရရွာနဲ့သမုတ်ချုံရွာဘက်ကိုတက်လာသည့်အချမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကသမုတ်ချုံရွာနီးတွင်မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးကြောင်းသိရပါရယ်ရင်းနှီးနာနဲ့6:30မိနစ်ခန့်တွင်လည်းသမုတ်ချုံရွာ၌ရှိနေသောအချမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များက လက်ဥမှုယူပြီးထပ်မံပြစ်ခတ်တက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအများအပြားဒဏ်ရာရနိုင်ကြောင်းမြိတ်ခရင်တရင်နှစ်မှတာဝန်ရှိသူတူကပြောဆိုပါတယ်ထို့သောတိုက်ခိုက်မှုမှဖြစ်ပွားပြီးနောက်နာနာ9:30မိနစ်ခန့်တွင်အကြမ်းဖက်စစ်တပ်ဖက်မှတက်လာသောစစ်ကူများနဲ့ညနေ4:30မိနစ်အထိသမုတ်ချုံရွာအနီးတွင်ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်ဆိုပါတိုက်ခိုက်မှုကိုမြိတ်ခရင်တရင်နှစ် တခွဲနဲ့မြိတ်ခင်တရင်တင်းနဲ့တရင်သားမြို့နယ်ပကပဖွဲတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။တရင်သားမြို့နယ်တွင်ဖြစ်ပေါ်နေသောစီးချင်းတွေများရာဒေသပြည်သူများခီးသွားပြည်သူများအနေဖြင့်သတိရှိစွာတွာလာနေထိုင်ပေးကြပါရန်နှင့်ပြည်သူများ၏လုံခြုံရေးကိုရှေ့ရှု၍မြစ်တာရခန့်ကြောင်းမြိတ်ခင်အမှတ်နှင့်တရင်မတောင်ဝရှိသူတို့ကဆက်လက်ပြောဆိုပါတယ်။ဗိုလ်ခဲမြုံနယ်ရင်းနီပေါက်ကြေးရွာနီအချမ်းပတ်စတိတ်ကာကင်းစခန်းကိုတက်ခိုက်သိမ်းပိုက်မှုကြောင့် စစ်တပ်ဖက်မှတေဆုံးမှုများရှိနိုင်ပြီးလက်နက်ခဲယမ်းတချို့တင်စီရရှိကာတော်လိုင်းတပ်ဖွဲ့ဝင်6ဦးကြာဆုံးကြောင်းသိရပါဗျ။ဂင်းနီပြည်နယ်ဘော်လ်ခဲမြုံနယ်ယင်နီပေါက်ကျေးရွာအနီးရှိအချမ်းပတ်စစ်တပ်ကောင်စီတပ်ကာကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သားများထိခိုက်တေဆုံးမှုရှိခဲ့ပြီးလက်နက်ခဲယမ်းတချို့တင်စီရရှိကြောင်းတော်လိုင်းတပ်ဖွဲ့ဝင်6ဦးကြာဆုံးခဲ့ကြောင်းဖားဆောင်ပြည်သူ့ကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါဗျ။ ်မေလ22ရက်နေ့ဗော်ခဲမြုံနယ်ရင်းနီပေါက်ကျေးရွာနီးရှိအချမ်းပတ်စတက်ကာကင်းစခန်းတစ်ခုကိုကယင်နီတော်လိုင်းပူပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိပြီးဗော်ခဲမြုံအထွက်အထိစစ်ကောင်စီတပ်သားများဆုတ်ပြေးသွားသောဖြင့်စခန်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းရင်းစခန်းသိမ်းတိုက်ပွဲတွင်လက်လက်ခဲရန်တချို့တင်းစီရရှိခဲ့ကြောင်းလည်းသိရပါတယ်ရင်းနီပေါက်အနီးကကာကင်းစခန်းသိမ်းမိခဲ့တာပါစစ်ခွေးတွေဘက်ကလည်းထိခိုက်ဒေဆုံးမှုကရှိပါတယ်လက်လက်ခဲရန်အနေနဲ့တင်းစီရရှိမှုလည်းရှိပါတယ် တပေါင်းစုကတရားဝင်ထုတ်ပြန်ရင်ပါလာပါလိမ့်မယ်။အင်အားကကာကင်စခန်အားလုံးဆိုရင်အင်အား200ကျော်လောက်ရှိပါတယ်။မြို့ထဲအထီတော်စုပ်ပြေးတာမဟုတ်ပါဘူး။မြို့အထွက်နားထီစုပ်သွားတာပါဟုဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်။ယင်းကာကင်စခန်တိုက်ပွဲတွင်ဖားဆောင်ပြည်သူ့ကာကွယ်တပ်မှအသက်23နှစ်အရွယ်ဒုတက်စုမူရဲဘော်မင်းစောအသက်23နှစ်အရွယ်တက်စိတ်မှုရဲဘော်စိုးနေလင်းဦးခေါ်ဗိုလ်ထိပ်တို့အပါအဝင်ဂီနီတော်လိုင်းတပ်ပေါင်းစုမှရဲဘော်စုစုပေါင်း6ဦးကြာဆုံးခဲ့ကြောင်းသိရပါတယ်။ ်ပြည်သူတွေအနေနဲ့ကျွန်တို့တော်လှန်အင်အားစုတွေကိုဝန်ရံပေးကြဖို့တော်လှန်ရေးကိုစိတ်မကုန်စိတ်မပြတ်ကြပါနဲ့အခက်အခဲတွေကိုပြည်သူတွေနဲ့အတူအဖြေရှာပြီးအောင်မြင်သည့်အထိဆက်လက်ဆောင်ရွက်တိုက်ခိုက်သွားပါမယ်ဟုအားဝေးစကားပြောချင်ပါတယ်ဟုဖားဆောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတူကပြောပါတယ်ဂင်းဒီပြည်နယ်တွင်သောစစ်ကောင်စီတပ်ကစစ်ကြောင်းများထိုးကာနေမြေစိုးမိုးရေးပြန်လည်ရရှိရေလို့ဆောင်လာပြီးအထူးသဖြင့်မိုးပြက်ဖက်မှစစ်ကြောင်းထိုးဝင်ရောက်ရန်စူးစမ်းလျက်ရှိကြောင်းတော်လှန်ရေးတပ်များရဲ့အဆိုအရသိရှိရပါတယ်။